ကန်းကြီးမြို့ဟောင်းမှာရေတကြိုမြို့နယ်ပခုတ်ကူခရိုင်အတွင်ရေတကြိုပခုတ်ကူကားလမ်းမပေါ်မှာတည်ရှိပြီးရေတကြိုမှ၁၁မိုင်ခန့်ပခုတ်ကူမှ၁၆မိုင်ခန့်ကွာဝေးတယ်လို့သိရပါတယ်။တမိုင်းမှတ်တမ်းများအရသာသနာနှစ်၃၆ခုနှစ် BC 508မှာရာဇကြိုမှဒနုတိဟမင်းဟာပခန်းဒေသကိုရောက်ရှိကာမြို့ပြတည်ထောင်ပြီးပထမမြို့ပြနိုင်ငံ ဖြစ်ခဲ့ပါတယ်။သာသနာတက္ကရ66မှ106 AD 934 944တွင်ဗကန်း န်သိန်းခွန်မင်းလက်ထက်ကစီသူနှစ်ကျော်စွာခေါ်ကိုကြီးကျော်တို့ကဒုတိယပကန်းမြို့ကိုတည်ထောင်ခဲ့ပြီးသာသနာတက္ကရာ669ဧရီ1305မှာပင်းရတစည်းရှင်တိဟေသူမင်းလက်ထက်လက်မဲအမတ်ကတတိယပကန်းမြို့ကိုတည်ထောင်ခဲ့တယ်လို့သိရပါတယ်။မြို့ရိုးဟာတာပေါင်း1312ပေအရှိရှိပြီးမြို့တမျက်နာလျင်တာ125အရှိကိုမြို့တကားတစ်ပေါက်စီးဖြင့်စနစ်တကျတည်ထားခဲ့ပါတယ်။သာသနာတက္ကရာ929 960 2022ခုနှစ်မှာအင်းဝမ်း၌မင်းကြီးစွာစောကဲနန်းဆန်ခြင်းအမတ်ကြီးစောမင်းအားတက္ကရ850တွင်ခန့်တက်မြို့အဖြစ်တည်ဆောက်စေခဲ့ပါတယ်။နှစ်ပေါင်း600ကျော်တက်တန်းရှိတဲ့ခန့်တက်တိုင်းကြီးများကို